မင်္ဂလာညနေခင်းပါရှင်။နိုဝင်ဘာလ9ရက်နေ့ညနေ4:00ညနေခင်းသတင်းတွေကိုစတင်မိသားရဲ့ထုတ်လင်းတင်ဆက်ပေးပါမယ်။ဒီနေ့ညနေခင်းသတင်းတွေမှာတော့မင်္ဂလာပင်လယ်အော်နဲ့ရခိုင်ကမ်းရိုးတန်းဒေသတွေမှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းရနယ်ရှင်ဝန်ဟာနောက်6နာရီအတွင်းဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းဒေသတွေကိုဖြတ်ကျော်နိုင်တယ်ဆိုတဲ့သတင်း။တောင်ကြီးတဆောင်တိုင်းပွဲတော့ဒဇောင်မုံလာမင်းရဲ့ညမှာလွတ်တင်တဲ့ပထမဆုံးမိကြီးလေကျန်းနာကြောင့်မီးလောင်ပျက်စီးခဲ့တဲ့တဲ့။ ထိုင်းရဲတပ်ဖွဲ့က Miss Universe အဖွဲ့ကို online casino လောင်းကစားတွေကိုကြောင်းညာပေးမှုတန်နေရနဲ့ဝင်ရောက်စီးနင်းခဲ့တဲ့တဲ့နဲ့2025ခုနှစ်အတွက် Golden Wine စုကို PSG တိုက်စစ်ကစားသမား DUE ရရှိတဲ့တဲ့အဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်ဥဆောင်တဲ့ဘုံအနေနဲ့ဘင်္ဂလားပင်လယ်အော်နဲ့ရခိုင်ကယူရန်ဒေသတွေမှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းနဲ့ရေဝန်ဟာနောက်6နာရီအတွင်းဘင်္ဂလားဒေ့ရှ်ကယူရန်ဒေသတွေကိုဖြတ်ကျော်နိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ င်္ဂလာပင်လယ်အော်နဲ့ရခိုင်ကင်ယူရန်ဒေသတွေမှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းနဲ့ရေဝန်ဟာနောက်6နာရီအတွင်းမှာဘင်္ဂလားဒေ့ရှ်ကင်ယူရန်ဒေသတွေကို ဖြတ်ကျော်နိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီနေ့နိုဝင်ဘာ9ရက်နေ့မိုးလယ်ပိုင်းကသတင်းထုတ်ပြန်ထားပါတယ်။ဒီနေ့မြန်မာစံတော်ချိန်မနက်09:00ခွဲအချိန်တိုင်းထွာချက်တွေအရာ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့မြန်မာနိုင်ငံရခိုင်ကန်ယူရန်မြောက်ပိုင်းဒေသနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကန်ယူရန်ဒေသတွေမှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းရနဲ့ရေဝန်ဟာဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကန်ယူရန်ဒေသတွေကိုရောက်ရှိခဲ့ကြောင်းအဆိုပါအားကောင်းတဲ့လေပြင်းရနဲ့ရေဝန်ဟာနောက်6နာရီအတွင်းမြောက်အနောက်မြောက်ဘက်ကိုရွှေ့လျားနိုင်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံကန်ယူရန်ဒေသတွေကိုဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရကြောင်းထုတ်ပြန်ထားပါတယ်။ ကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တွေမှာမိုးတိမ်တောင်တွေဖြစ်ထုံမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်တွေရွေလျားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပြစ်တာလျှက်စီးလက်တာနဲ့မိုးသီးကြွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုရတယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်တောင်ကြီးတဆောင်တိုင်းပွဲတော့တဆောင်မုံလာပြင်းနေညမှာလွတ်တင်တဲ့ပထမဆုံးမိကြီးလေကျန်းနာကြောင့်မိလောက်ပြည့်စည်သွားခဲ့ရတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ ပြည်လုံးလျက်ရှိတဲ့တောင်ကြီးတဆောင်တိုင်းမိမုံပြန်ပွဲတော်ရဲ့ဒဇောင်မုံလာပြည့်နေ့ညမှာပထမဆုံးညာမိကြီးအဖြစ်ဒုက္ခအော်ရော်လူငယ်မီလွတ်တင်ရာလေးတန်းနဲ့အတွက်မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်ရန်ကွေကိုတော့အနည်းငယ်ကင်းစွာပြန်သိမ်းလာနိုင်ခဲ့ပြီးတင်းစီးနိုင်ခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာလရဲ့နေ့ညမှာညာမီကြီးတီးသန့်လွတ်တင်မှုပြင်ဆင်ထားပေမဲ့ပထမဆုံးညာမီကြီးလွတ်တင်ပြီးတဲ့နောက်မိုးဖွဲကြပြီးမြူဆိုင်နေတာကြောင့်ခိတ္တဆောင်ခဲ့ရတယ်လို့သိရပါဗျ။ တောင်ကြီးတဆောင်တိုင်းမိဘုံပြန်ပွဲတော်ကိုနိုဝင်ဘာ6ရက်9ရက်10ရက်3ရက်ထပ်တိုးထားတယ်လို့သိရပါတယ်ဆလဘေးတင်ဆက်ပေးမှာကတော့ထိုင်းရဲတပ်ဖွဲ့ကမင်းစ်ယူနီဘတ်စ်အဖွဲ့ကိုအွန်လိုင်းကာစီနိုလောင်းကစားတွေကိုကြော်ညာပေးမှုတန်နေရနဲ့ဝင်ရောက်စီးနှင်းခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာပါထိုင်းရဲတပ်ဖွဲ့ဟာထိုင်းမင်းစ်ယူနီဘတ်စ်အဖွဲ့ကိုအွန်လိုင်းကာစီနိုလောင်းကစားတွေကိုကြော်ညာပေးမှုတန်နေရနဲ့ဝင်ရောက်စီးနှင်းခဲ့တယ်လို့ The Nation Thailand ကသတင်းဖော်ပြခဲ့ပါတယ် Miss Grand International CEO နာဝက်ကတော့ဒီဖြစ်စဉ်နဲ့ပတ်သက်မှုမရှိကြောင်းအတည်ပြုထားပါတယ်။ Miss Universe 2025ပြိုင်ပွဲရဲ့အငင်းပွားဝယ်ကြော်ညာတစ်ခုမှာပြိုင်ပွဲဝင်တွေက၎င်းတို့တဲခိုတဲ့နေရာမှာ online casino တွေကိုထောက်ခံကြော်ညာပေးတဲ့ video တွေကိုရိုက်ကူးခဲ့တယ်လို့စွပ်စွဲခံခဲ့ရပြီးဒီဖြစ်စဉ်ကိုထိုင်းရဲတပ်ဖွဲ့ကမကြသေးမီကစုံစမ်းစစ်ဆေးခဲ့ပါတယ်။အခုလို online casino လောင်းကစားကိုကြော်ညာမှုဟာထိုင်းဥပဒေအရတရားမဝင်ကြောင်းသတ်မှတ်ခံထားရပါတယ်။ဖြစ်စဉ်ကြောင့် ပြန်ဝင်းကိုအင်းရှင်အဖြစ်လက်ခံကျင်းပတဲ့ထိုင်းနိုင်ငံရဲ့ဂုံသိက္ခါကိုအကြီးအကျယ်ထိခိုက်စေကြောင်းလည်းသတင်းမှာဖော်ပြထားပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး MGR ရဲ့ဥက္ကဋ္ဌဖြစ်ပြီး84ကြိမ်မြောက် Miss Universe Thailand Host Committee ဥက္ကဋ္ဌဖြစ်တဲ့နာဝတ်ကိုရဲတပ်ဖွဲ့ကဝက်ဖရာရဲစခန်းကိုခေါ်ယူစစ်ဆေးခဲ့ရမှာ Miss Grand International ဟာ online casino တွေကိုကြော်ညာပေးမှုနဲ့ပတ်သက်ခြင်းမရှိကြောင်းနာဝတ်ကအတည်ပြုခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုအပြီးမှာ Miss Universe Thailand Host Committee ကကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီးအဲ့ဒီကြေညာချက်ထဲမှာ online casino တွေနဲ့ဆက်နွယ်တဲ့လှုပ်ဆောင်မှုတွေနဲ့ပတ်သက်မှုမရှိကြောင်းဖော်ပြခဲ့ပါတယ်။နောက်ဆုံးသတင်းပုံအနေနဲ့2025ခုနှစ်အတွက် Golden Point စုကို PSG တိုက်စစ်ကစားသမား DUE ရရှိတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ဥရောပအကောင်ဆုံးလူငယ်ကစားသမားဆုအဖြစ်သတ်မှတ်ခံရတဲ့2025ခုနှစ်အတွက် Golden Point ဆုကို PSG တိုက်စစ်ကစားသမား 2A ရရှိခဲ့ပါတယ်။ ကိုရန်ပွိုင်းစုကိုအီတလီအားကစားသတင်းစာတူတူစပော့ကဖန်တီးချီးမြှင့်တာဖြစ်ပြီးဥရောပမှာရှင်ပြိုင်ကစားနေတဲ့အသက်22နှစ်အောက်ကစားသမားတွေသာအကျုံးဝင်တာဖြစ်ပါတယ်။အသက်20သားရှည်သေးတဲ့ပြင်သစ်ကစားသမားတူရီဟာ ပြီးခဲ့တဲ့2024 25ဘောလုံးရာသီမှာ PSG အသင်းနဲ့အတူဖလားသုံးလုံးအောင်ပွဲရရှိခဲ့သူဖြစ်ပြီးပြိုင်ပွဲဆောင်62ပွဲကစားပြီး16ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဒါကြောင့်ပြင်သစ်လီရဲ့အကောင်းဆုံးလူငယ်ကစားသမားဆုနဲ့ချန်ပီယံလိပြိုင်ပွဲရဲ့အကောင်းဆုံးလူငယ်ကစားသမားဆုတို့ကိုရရှိခဲ့တယ်လို့နေရာသီမှာကျင်းပခဲ့တဲ့ကလပ်ကမ္ဘာဖလားပြိုင်ပွဲမှာလည်းအကောင်းဆုံးလူငယ်ကစားသမားဆုရရှိခဲ့ပါတယ်။အခု Golden Point ဆုကိုထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး PSG ကစားသမားတွေထဲမှာဘာပေရဲ့နောက်ဒုတိယမြောက်ရရှိသူ ပြင်သစ်ကစားသမားတွေထဲမှာပေါ့ပါမှစီရဲ့ဘာပေရိုရဲ့နောက်ဇဒုထမြောက်ရရှိသူအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။နဝင်ဘာ9ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုထိုင်းရထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါ။ည7:00နာရီမှာလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရစေ။